လူဆိုတာကကိုယ်စိတ်ဝင်စားရကိုယ့်ရဲ့ပါဇက်ကစကားတွေကထွက်တာထွက်ကြကြအောင့်အီးထားလို့မရဒီချက်လေးကဥစဉ်ကစိတ်ဝင်စားတယ်နော်အခုအခုအခုပြောလိုက်တဲ့စကားလေးကိုပြောတာပါကိုယ်စိတ်ဆူးဆိုက်ရကိုယ့်ရဲ့စိတ်ဝင်စားမှုရှိရကိုယ်အာယုံပြုမှုများလာကိုများသောအဖြစ်ကိုယ့်ရဲ့ပါဇက်ကပြောဖြစ်တာတွေများတယ်အစီဝါရေးအကြောင်းသိပြောနေပြီဆိုရင်ဒီပုဂ္ဂိုလ်စီဝါရေးတဲ့နစ်နေပြီဆိုတာကိုသိနိုင်ဟုတ်လားစဉ်းစားကြည့်နော် ဘလူအကြောင်းအရာတွေကိုသူပြောနေတယ်လဲဆိုတာဒီသူ့ရဲ့စိတ်တွေဘလူအကြောင်းအရာတွေထဲမှာကျဆမှုများနေတယ်လဲဆိုတာရဲ့အဖြေပဲတိတ်ပြီးတော့ဟန်လို့လို့ရတဲ့ကိစ္စမဟုတ်ဘူးလို့ထင်တယ်အဲ့တော့ပြောရင်တာကဘာလဲကိုကသူများကိုပြောဖို့ဆိုတာကကိုကိုယ်တိုင်ထဲထဲဝင်ဝင်နားလေသဘောပေါက်ပြီးတော့ဒါရက်ပေါ်မှာစိတ်ဝင်စားမှုတွေများပြီးတော့နော်တရားရဲ့အကျိုးကျေးဇူးတွေကိုအထိုင်အလျောက်ခံစားမှုတွေဆိုရင်ပူပြီးတော့တောင်းပြောခြင်းဆိုခြင်းတွေပေါက်မယ်တချို့သတိပဋ္ဌာန်တရားကိုအထောက်ရင်းနဲ့ မသိဘူးတဲ့အသိဉာဏ်လေးတွေရတယ်မတွေ့ဘူးတဲ့အတွေ့အကြုံလေးတွေတွေ့လာပီတိတွေဖြစ်မျက်ရည်တွေဘာတွေကြဒီလိုတောင်ကြားဘူးတယ်ပေါ့နော်အဲ့လိုဖြစ်လာပြီဆိုလို့ရင်ဘာဖြစ်တော့ဆိုတော့အရင်နှီးဆုံးလူတွေကိုအရင်ပြောခြင်းနဲ့တဲ့ဒါတရားရှိတဲ့ဘုန်းကြီးတွေဦးရင်ကိုမကြမကြပြောပြဘူးတဲ့ဟောတရားလေးနည်းနည်းလောက်သိပြီဆိုအတင်းတရားဟောနေတော့တာတဲ့တရားထိုင်ရင်လည်းတရားထိုင်နေတာမဟုတ်တရားပဲဟောနေတယ်တဲ့ဟောတပါတော့ဆိုပြောခြင်းနေတာဘာလို့ပြောခြင်းတော့ဆိုသူအဲ့ဒီထဲမှာကျက်စားနေတာ ဩငါလည်းပဲငကိုတုံးကမသိခင်ကဒီလိုနေခဲ့တာထိုင်ခဲ့တာဒါသိရတာအလွန်ကြိုးကြီးသူများတာပဲဒါကြောင့်ငါနဲ့ရင်းနေတဲ့လူတွေငါချစ်တဲ့ခင်တဲ့လူတွေမြေတန်းရှိတဲ့လူတွေဒါတွေကိုအရင်စိတ်ကဩသူတို့လည်းသိရင်ကောင်းမှာဒီလိုလေးဖြစ်လာအဲ့တော့ဘေးတဘောင်းဆိုတော့ပြောကျင်တာကပါလို့သူများကိုပြောကျင်တယ်ဆိုရင်ပြောเสียရလဲရှိအောင်မှာဟုတ်လားခုမြတ်စွာဘုရားကပြောပေးဖို့တိုက်တွန်းတဲ့စကားတွေမှာကိုကိုယ်တိုင်သိအောင် နားလည်အောင်လဲလှုပ်ဆိုတဲ့အတိတ်ပဲမပါဘူးလားပါလား ပါလာပေါ့ကိုယ်ကိုယ်တိုင်မသိဘဲနဲ့ဘလို့ပြောမှာတော့ဟုတ်လားအေးဒါကြောင့်ပိဋကပေါင်းတော်လို့သတိပဋ္ဌာန်တရား၄ပါးကိုလည်းပြောပြဖို့မြတ်စွာဘုရားတိုက်တွန်းတယ်